အားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသတင်းကိုကြည့်ရမယ်ဆိုရင်တော့ကျွန်တော်အပြောင်းရွှေ့ transfer window ရောက်တိုင်းစခြားအသင်းတွေတက်လက်သွတ်မှုရှိတယ်ဗောလေဒါကစားသမားခေါ်ယူတဲ့နေရာမှာလက်သွတ်မှုရှိတဲ့ Chelsea အသင်းကတော့ဒီကနေ့မှာပဲကျွန်တော်တို့ဒါထိမှတ်မထားတဲ့ transfer window တခုကိုသူတို့လုံနိုင်ခဲ့တယ်ဒါကတော့ Brighton team ရဲ့ Brazil တိုက်စစ်ကစားသမားဖြစ်တဲ့ João Fatu ကို9နှစ်တက်တန်းရှိတဲ့စာချုပ်နဲ့ Chelsea အသင်းကခေါ်ယူနိုင်ခဲ့တယ်ဆိုပြီးတော့မှ Fabrizio Romano ကဖော်ပြထားတယ် ပြီးခဲ့တဲ့ရက်ပိုင်းတွေကကျွန်တော်ကောလာဟလသတင်းတွေတက်နေတယ်ဆိုပေမဲ့လို့ Chelsea သင်းကတော့လက်ရှိမှာ Brighton သင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့ Joao Petro ကိုခေါ်ယူနိုင်ခဲ့တာဖြစ်ပြီးတော့မှာအဲကျွန်တော်ဒီ3ရက်အတွင်းမှာပဲကစားသမား2ယောက်ကို Chelsea သင်းကခေါ်ယူနိုင်ခဲ့တာဖြစ်ပြီးတော့မှာတခြားတစ်ယောက်ကတော့ဒါ Dortmund အသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Germain Kite အပါအဝင်လက်ရှိမှာတော့ဒီပေါ့လေ Joao Petro ကိုဒီကနေ့မှာပဲဆစ်ဆစ်သွားမှာဖြစ်ပြီးတော့မှာ Joao Petro ကတော့ Chelsea အသင်းရဲ့ပေါ့လေ Club World Cup ပြိုင်ပွဲကိုတွားကြည့်နိုင်ဖို့အတွက်ဒီကလပ်သင်းဘက်က ကစားသမားကိုဒါကျွန်တော်တို့ဒီပေါ့လေ FIFA ထံစင်တင်သွားမှာဖြစ်ပြီးတော့မှလက်ရှိမှာတော့ကစားသမားဒီကနေ့မှာဆင်းစစ်ပြီးတော့ကျွန်တော်တို့ဒါနှစ်ဖြစ်လာမှာပဲ Chelsea အသင်းရှိတဲ့ Club World Cup ပြိုင်ပွဲရှိတဲ့ American ကိုပြောင်းဒီပေါ့လေသူ့အနေနဲ့လိုက်သွားမယ်ဆိုပြီးတော့မှ Fabrizio Romano ကဖော်ပြထားတယ်။ Sharp မှာတော့ Arsenal အသင်းကတော့ Club Team ရဲ့ကွင်းလေကစားသမားဖြစ်တဲ့ Thomas Partey ကိုတော့ ကလပ်တင်းကနေထွက်ခွာခွင့်ပြုလိုက်ပြီးဆိုပြီးတော့မှသိရတယ်ဆိုတော့တောမပါတီကိုတော့ကျွန်တော်နီးပြအာတီတာကပြီးခဲ့တဲ့နှစ်ဒီတဲကအရင်ကြီး crazy life ဖြစ်တဲ့အာကစားမတယောက်လို့တော့ကျွန်တော်ကမထင်ဘူးပါတီက performance ကောင်းနေပြနိုင်တယ်ဆိုပေမဲ့လို့ဘာကြောင့်မကြိုက်တယ်လဲတော့ကျွန်တော်တို့မသိဘူးပေါ့လေဒါပေမဲ့လို့လက်ရှိမှာတော့ပြီးခဲ့တဲ့ဆယ်ရက်တည်းကစာချုပ်တက်တန်းကုံဆုံးတဲ့ကစားသမားကိုကလပ်တင်းကစာချုပ်အစ်စ်ထက်ချုပ်ဖို့ကလန်းထားတာမရှိဘဲနဲ့ဒီကနေ့မှပဲဒါကလပ်တင်းကထွက်ခွာဝင်ပြုတ်လိုက်ပြီဆိုပြီးသိရတယ်ဒါကြောင့်မို့လို့တော့မပါတီကတော့ဒီလက်ရှိမှာပေါ့လေ ဒီအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားမှာဖြစ်ပြီးတော့မှဘက်ကလက်ကကစားသမားကိုခေါ်ယူမယ်ဆိုတဲ့အခြေအနေတော့လက်ရှိမှာသတင်းတွေတက်မနေသေးဘူးဆိုပြီးတော့မှဖာဗီဇီယိုရိုမာနိုကဖော်ပြထားတယ်။ချာလ်ဘတ်မှာတော့ရိုမာတင်ရဲ့အင်္ဂလန်တိုက်စစ်ဂရမ်မဖြစ်တဲ့အေဗရာဟန်ကတော့ဒါကျွန်တော်ပေါ့လေဗက်ရှိတဲ့အသင်းစီကိုပြောင်းရွှေ့သွားပြီဆိုပြီးတော့သိရတယ်။လက်ရှိမှာတော့ဒါကျွန်တော်ရိုမာတင်ကဒီကစားသမားရဲ့ပြောင်းရွှေ့ခြင်းအတွက်ပြောင်းရွှေ့ခြင်းယူရို15တန်းရရှိမှာဖြစ်ပြီးတော့မှပြီးခဲ့တဲ့နှစ်တုန်းကလည်းကျွန်တော်တို့ဒါ ီစီးရီးကလပ်တသင်းဖြစ်တဲ့ AC Milan တင်းကိုတရားစီအငှားချထားတယ်ကစားသမားတယောက်လည်းဖြစ်တယ်ဒါကြောင့်မလို့ဒီပေါ့လေလက်ရှိမှာ Abraham ကကျွန်တော်တို့ဒီပေါ့လေ Turkey ကိုကျွန်တော်ဒီရပိုင်းတွင်းမှာပဲဒီပေါ့လေဆင်းဆင်းမှုတွေလုပ်မယ်ဘတ်ရှစ်တဲ့အသင်းစီကိုတော့အပိသက်ပြောင်းရွှေ့သွားတော့မယ်ဆိုပြီးသိရတယ်တဖက်မှာ AM Napoli ရဲ့ for Vieja ရဆိုတော့လက်ရှိမှာ Napoli တင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ Vada Osimhen ကတော့ဥရောပဘောလုံးလောကကိုစွန့်ခွာပြီးတော့မှ Sorry ကလပ်တင်းဖြစ်တဲ့ Air Ahali အသင်းကြီးကိုပြောင်းရွှေ့ဖို့ကစားသမားကသဘောတူညီလိုက်ပြီဆိုပြီးဖော်ပြထားတယ်။ Premier League ကလည်းအသင်းနဲ့ဖြစ်တဲ့ Defa က Liverpool, Chelsea နဲ့ United အသင်းတို့ကအပြိုင်လိုက်နေတဲ့ဒီကစားသမားကိုတော့ဒါလက်ရှိမှာပေါ့လေကျွန်တော်တို့ဒီ Napoli အသင်းကပြောင်းရွှေ့ချင်ယူရို58တန်းလောက်နဲ့ Air Ahali အသင်းကိုရောင်းချဖို့သဘောတူညီခဲ့တာဖြစ်တယ်လို့ကစားသမားကိုယ်တိုင်ကလည်းကျွန်တော် Air Ahali အသင်းကိုပြောင်းရွှေ့သွားမယ်အခြေအနေကြောင့်မို့လို့ ဒါဥရောပအသင်းတွေလိုချင်တဲ့ကစားသမားကိုတော့ဗောလေဒါလက်လွတ်ဆုံးရှုံးသွားဖို့အခြေအနေရှိတယ်။ချက်တစ်ပတ်မှာတော့ဒါဂျူပန်နဲ့အသင်းကဘာစီလိုနာအသင်းရဲ့ခန်းစစ်ကစားမဖြစ်တဲ့ဒါကျွန်တော်တို့ရိုဂျိုကိုခေါ်ယူဖို့ကန့်လတ်မှုတွေရှိခဲ့တယ်ဆိုပြီးတော့မှမာကာကဖော်ပြထားတယ်။ဒါပေမဲ့လို့ကစားသမားကကျွန်တော်တို့ဘာစီလိုနာအသင်းမှာပဲဆက်ရှိဖို့ဆုံးဖြတ်ထားတဲ့အခြေအနေကြောင့်မို့လို့ဂျူပန်နဲ့အသင်းရဲ့ကန့်လတ်မှုကိုပယ်ချခဲ့တယ်ဆိုပြီးသိရတယ်ဗောလေ။ ဒါတစ်ဖက်မှာတော့ဒါကျွန်တော်တို့ဘာစီလိုနာအသင်းကကလပ်တင်းရဲ့လူငယ်အကယ်ဒမီထွက်ကစားသမားတယောက်ဖြစ်တယ်ဗောလေဒါကျွန်တော်ဂျရက်မာတင်ကိုတော့ပြောင်းရွှေ့ချေယူရို30လောက်ရရင်ရောင်းချဖို့ကြိုးပမ်းနေတယ်ဆိုပြီးဖော်ပြထားတယ်ဆိုတော့လက်ရှိမှာဒီကစားသမားကိုပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ဖြစ်တဲ့ဘုံမောက်အသင်းနဲ့တစ်ဖက်ကဝူဘာနာအသင်းတို့ကခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပြီးတော့မှာဘာစီလိုနာအသင်းကတော့ဒီနွေရာဒီမှာပဲဂျရက်မာတင်ကိုအပိတန်ရောင်းချဖို့ကြိုးပမ်းသွားမယ်ဆိုပြီးသိရတယ်ဗောလေဆိုတော့ချစ်ရှုပေးကြတဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်း ဟိုကျမချင်းအားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်